ျွတ်သားပြေလျှောမှုလေ့ကျင့်ခန်း flexibility exercise အစစ်များ၏လှုပ်ရှားနိုင်စွမ်းကိုတိုးမြင့်ပေးပြီးကျွတ်သားတင်းမာမှုကိုရှင်းကြစေတဲ့လေ့ကျင့်ခန်းဖြစ်တယ်။ကိုနေဟန်ထားပုံမမှန်ကန်စေကကျွတ်သားများကိုညှိနှိုင်းလှုပ်ရှားနိုင်စွမ်းကိုတိုးစေပါတယ်။စိတ်ဖိစီးမှုရောကျစေပြီးစိတ်လက်ပေါ်ပါစေတယ်။တပတ်လျင်၂ရက်မှ၃ရက်ပြုလုပ်နိုင်တယ်။ကလေးတွေမှာအရက်ဖွံ့ဖြိုးရန်လှုပ်တဲ့ကြွတ်သားပြေလျှောမှု လေ့ကျင့်ခန်းအမျိုးအစားတွေက ကြွတ်သားဆန့်ခြင်း stretching ငွေဟောက်ပုံဆန့်ခြင်း cover stretch ကြောပြင်ဆန့်ခြင်း back stretch အခုံးပေါ်တို့လက်ဆန့်ခြင်း overhead shoulder stretch ကြွတားဆန့်ခြင်း stretching ကြွတားပြေလျောမှုနဲ့ကိုယ်နေဟန်ထားသိရှိမှုကို တိုးတက်စေသောဘေးကင်းသည့်လေ့ကျင့်ခန်းဖြစ်ပါတယ်အကျိုးကျေးဇူးများကတော့အစ်စ်များဤလှုပ်ရှားနိုင်စွမ်းကို တိုးစေခြင်းကြွတားတင်းမာမှုကိုလျှော့ကျစေခြင်းကြွတားညှိနှိုင်းလှုပ်ရှားနိုင်စွမ်းတိုးတက်စေခြင်း ခန္ဓာကိုယ်အတွင်းသွေးလည်ပတ်မှုကောင်းမွန်စေခြင်းတို့ဖြစ်ပါတယ်။ငွေဟောက်ပုံစံခြင်း cover stretch ကြောရိုးလည်ပင်နဲ့အခုံးကျွတ်သားများကိုတက်ရောက်မှုရှိတယ်။အကျိုးကျေးဇူးများကတော့ရင်ဘက်ပခုံးနဲ့ဝမ်းပိုက်ကျွတ်သားများကိုဆန်တန်းပေးခြင်းကြောရိုးပခုံးနဲ့လက်မောင်းကျွတ်သားများကိုတတ်မာစေခြင်းကျွတ်သားပြေလျော့မှုကိုမြင့်တင်ပေးခြင်းတို့ဖြစ်တယ်။ကြောပြင်ဆန့်ခြင်း back stretch ကြောပြင်ကြွတ်သားများကိုထိရောက်စွာအလုံးလုံးစေပြီးလက်မောင်းနှင့်ပခုံးကြွတ်သားများကိုကြေရော့စေသည်အကျိုးကျေးဇူးများကတော့ပေါင်ချီခြင်းဝတ်နှင့် တင်ပါဆောင်ကိုစံတန်းပေးခြင်းစိတ်ဖိစီးမှုနှင့်မောပန်းမှုကိုရောကြစေခြင်းကိုခန္ဓာအပေါ်ပိုင်းကြွတ်သားများကိုကြေရော့စေခြင်းခါအောက်ပိုင်းကို ရှည်လျားစေခြင်းတို့ဖြစ်တယ်ပခုံးလက်မြောက်ဆန့်ခြင်း overhead shoulder stretch ပခုံးနှင့်လက်မောင်းကြွတ်သားများကိုတမာစေရန်ကူညီပေးပါတယ် အကျိုးကျေးဇူးများကတော့ပခုံးကြွတာများပြေလျော့မှုနှင့်တမာမှုကိုတိုးစေခြင်းလှုပ်ရှားနိုင်စွာအားမြင့်တင်ပေးခြင်းစိတ်ဖြစ်စီမှုကိုရောကြစေခြင်းတွေးလည်ပတ်မှုကောင်းမွန်စေခြင်းတို့ဖြစ်တယ်